မင်းရှောင်းခွင့်ပြုရမှာပါဗျာဟို38မင်းနဲ့တည်းကိုကိုးခဲ့လို့ရှိရင်တရဏဂုံပြတ်တယ်လို့ကြားဖို့ပါဗျာဒါမဲ့ဗောတပည့်တော်ရဲ့အမေတွေအဖွားတွေကကြတော့အိမ်ရင်းလို့ရွာတော်ရှင်တို့ အဲ့လိုမျိုးတွေကိုစွန့်ကတ်တယ်ဖေဟာဟိုတောက်တော်ရီတွေပါပြီပေါ့နော်တပြီးတော့ကျတော့ကိုယ်တိုင်မကတ်ချင်ဘူးဖေဟာဒါမဲ့တခါတလေအမေကကတ်ခိုင်းတဲ့အခါကတ်လိမ့်မိရဲ့ဖေဟာအဲ့လိုမျိုးဆိုလို့အဲ့ချိန်မှာအပြစ်မဖြစ်အောင်ဘလို့စိတ်နဲ့ဒီတောက်တော်ရီတွေပါပြီကတ်လို့ရလဲဖေဟာဥပမာအမေကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်နဲ့ကိုကိုးကွယ်ခြင်းလို့မဟုတ်ပဲနဲ့ကတ်တာမျိုးဆိုရင်ရောရပါသလားဖေဟာอืมရပါတယ်သူကကိုးကွယ်မှသာတရဏဂုံပြတ်တာပါနော် ကိုးကွယ်တာတရဏဂုံပြတ်တယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့သူတို့ကိုပူဇော်တယ်ပေးကမ်းတယ်ကျွေးမွေးတယ်ဒါကအပြစ်မရှိဘူးလေဒီဆရာတော်ကြီးရဲ့နော်စာအုပ်တုပ်ထဲမှာပါတယ်တန်းစာအုပ်နာမည်တော့တိတိကျကျမသိတော့ဟိုဓမ္မဒီပန်ဒီလားမသိဘူးလေအဲ့ထဲမှာပါမယ်ထင်တယ်အဲ့ဒီယနေ့ရိုးရာနဲ့ဒီကိုပေါ့နော်ကိုးကွယ်တာမဟုတ်ဘဲနဲ့အလှဲ့ကျပူဇော်တာပေါ့နော်ကိုရွေချက်ကပါလဲဆိုလို့ရှိရင် ကိုယ်လဲတွေတိနံဖွံ့ဖြိုးအောင်ပေါ့နော်လဲရာတွေတိနံဖွံ့ဖြိုးအောင်မိမိတို့ကိုတခုခုစီပွားအဆင်ပြေအောင်မစားအောင်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့သူတို့ကိုပွဲတင်ကြရတယ်။ဒါတွေကသူတို့ကိုကိုးကွယ်တာမဟုတ်ဘူး။ကိုယ်စီပွားအောင်မြင်အောင်လို့သူတို့ကိုပေးကမ်းတဲ့သဘောပဲ။ကျွန်တော်ကြီးကဘာနဲ့ဥမာပေးလဲဆိုတဲ့အခါကျတော့ဟိုနိုင်ငံအုပ်ချုပ်ဘရင်နဲ့ဆရာတော်ကြီးဆရာတော်ကြီးကဥမာပေးတယ်။နိုင်ငံတော်ဘရင်အစိုးရကိုအခွန်ဆက်သရတယ်အခွန်ပေးရတယ်။ဆိုတော့ပေးခြင်းတဲ့စိတ်မရှိဘူး။ အခုမပေးရင်ကိုကိုသူတို့ကဖမ်းမယ်စီးမယ်အေးယူမယ်တခုခုလုပ်မယ်ကိုစီဝါရေးကိုပိတ်ပင်မယ်ပေါ့နော်အဲ့တော့ကိုစီဝါရေးကိုထောက်ပံ့ဖြစ်အောင်လို့သူတို့ကိုပေးတာကမ်းတာနော်အဲ့သဘောပဲတဲ့ဒီ net တွေကိုဒီပွဲတွေပေးထိုးခြင်းဒီသူတို့ကိုပူဇော်တာမဟုတ်ဘူးကိုစီဝါရေးကိုသူတို့ထောက်ပံ့ပါစေဆိုတဲ့သဘောမျိုးနဲ့ပေးတာကမ်းတာဖြစ်တယ်အဲ့လို့ဆိုရင်တော့ဒါကိုကိုွယ်ရမယ်တို့ကြောင့်တရဏကုံမဖြစ်ဘူးလို့လေဒီချေတို့ရှင်းပြတာရှိပါတယ်နော်အဲ့လိုပဲလက်အုပ်ရှိတာလဲဆရာတို့ရှင်းပြတာအဲ့လိုမျိုးပဲဟိုဆိုရှေ့ဘယင်ခေတ်စနစ်တော့ဆိုရင်ဒါဘယင်ကတော့လက်အုပ်ရှိတာသိတာပဲလေ ဟုတ်လားဒါကိုယ့်ထက်ကြီးတဲ့တကြီးလူတွေတောင်လက်အုပ်ချီရသေးတာပဲလေအဲ့လိုပဲကိုယ့်အကျိုးစီးပွားအတွက်ဒီနှက်ကိုလက်အုပ်ချီနေပေါ့နော်ဒါဟာကိုယ့်ွယ်တဲ့အနေနဲ့လက်အုပ်ချီရင်တရဏဂုံပြတ်တယ်ကိုယ့်ွယ်တဲ့အနေနဲ့ပူဇော်ရင်တရဏဂုံပြတ်တယ်ကိုယ့်ွယ်တဲ့အနေနဲ့မဟုတ်ဘဲနဲ့ကိုယ့်စီးပွားအောင်မြင်အောင်လို့တို့ကိုလက်အုပ်ချီတာတို့ကိုပေးကမ်းတာဟာဒါဟာတရဏဂုံပြတ်တဲ့အလုံးမဟုတ်ဘူးလို့ရှင်းပြတယ်ဒါကြောင့်ခုနကကိုယ့်မှာကိုယ့်ွယ်လူတဲ့စိတ်မရှိဘူးမိဘတွေကရေးသွားတင်လိုက်လို့ပြောလို့သွားတင်ပေးလိုက်တာအမေမိဘတွေကိုစိတ်ချမ်းသာစေချင်တာပေါ့နော်အဲ့ဒါဆိုရင်တရဏဂုံမပြတ်ပါဘူးလို့နော် နကူးပွဲတာကိုတချို့ကတရဏဂုံပြတ်တယ်တချို့ကတရဏဂုံမပြတ်ဘူးလို့ပြောနေကြပါတယ်ဘယ်ဟာအမှန်လဲထေချားပေးပါဆရာတော်တဲ့မတ်ပန်ရှင်ရဲ့မိခွန်းထဲမှာကူးပွဲဆိုတဲ့စကားပါပါတယ်နော်ကူးပွဲရင်တော့တရဏဂုံပြတ်ပါပြီဘာကြောင့်လဲဆိုရင် လောကမှာကူးပွဲစရာက ဖရာတရားတန်ကယရနာ၃ပါးပဲဖြစ်ပါတယ်ကျန်တာတွေကကူးပွဲစရာမဟုတ်ပါဘူးနော်ကူးပွဲစရာမဟုတ်တာကို ကိုးကွယ်စရာအမှတ်နဲ့ကိုးကွယ်စည်းကမ်းမယ်ဆိုရင်တရဏဂုံပြတ်ပါတယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့တဏ္ဍဒါနပြုတဲ့အနေနဲ့ပူဇော်ပသတာမျိုးကတော့တရဏဂုံမပြတ်ပါဘူးလုံလဲလုံကောင်းပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတဏ္ဍဒါနပြုတဲ့အနေနဲ့ပူဇော်ပသတာမျိုးတွေလုံကောင်းကြောင်းဟောကြားထားတာရှိပါတယ်ဒီနေရာမှာပြောเสียရရှိတာတစ်ခုကတချို့ကပူဇော်ပသတာနဲ့ကိုးကွယ်တာကိုမကွဲဘူးဖြစ်နေပါတယ် ကိုးကွယ်တဲ့အဆင့်ထိရောက်နေတာကိုပူဇော်ပါတတယ်လို့ထင်နေကြပါတယ်။ဦးသိန်းရဲ့အတီးတယောက်ဆိုရင်နှကိုးကွယ်ပါတယ်။သူကကိုးကွယ်တဲ့အဆင့်ရောက်နေတာကိုပူဇော်ပါတတယ်လို့ပဲပြောနေပါတယ်။ဘာကြောင့်လဲဆိုရင်သူဟာဖះမရှိခိုးပါဘူး။ဘာကြောင့်ဖះမရှိခိုးတာလဲလို့စုံစမ်းကြည့်တဲ့အခါမှာသူကိုးကွယ်တဲ့နှက်ကဖះရှိခိုးရင်မကြိုက်ဘူးလို့ပြောပါတယ်။ဒါကြောင့်သူဟာနှက်ကိုပူဇော်ပါတတဲ့အဆင့်မဟုတ်ပါဘူး။ဖះထက်ကျော်လွန်ပြီးကိုးကွယ်တဲ့အဆင့်ဖြစ်နေပါပြီ။ အဲ့ဒီလိုကိုးကွယ်တာမျိုးကတော့တရဏဂုံပြတ်ပါတယ်နော်နတ်ကိုပူဇော်ရင်လဲတရဏဂုံပြတ်ပါတယ်ဖရာတီးခံပါဖရာတဲ့တီးခံပါတယ်နော်လူလောကရောက်လာပြီဆိုရင်ဝေဖန်မှုခံရမယ်ဆိုတာဥစဉ်သိပါတယ်ဒါကြောင့်တီးခံပါတယ်တို့တော်လဲပဲဝေဖန်တယ်ဆိုတဲ့နေရာမှာအထောက်အထားရှိဖို့တော့လိုတာပေါ့ဒါကြောင့်နတ်ကိုပူဇော်ရင်တရဏဂုံပြတ်တယ်ဆိုတာဟုတ်မဟုတ်ဖရာဟောနဲ့ကြည့်ရအောင်နော် မေဇီမနိကေဥပရိပဏာတပါဠိတော်အနုပတဝတ်မဟာသတ္တာရိတကတုတ်မှာမြတ်စွာဘုရားကအလှရဲ့အကျိုးတည်မရှိရစ်ပူဇော်ခြင်း၏အကျိုးတည်မရှိဟုံးပူဇော်ခြင်း၏အကျိုးတည်မရှိကုသိုလ်အကုသိုလ်၏အကျိုးဝိပ္ပတိမရှိဤလောကတည်မရှိတဘာသောလောကတည်မရှိအမိ၌ပြုတ်အပ်သောအကျိုးတည်မရှိအဖ၌ပြုတ်အပ်သောအကျိုးတည်မရှိဥပပတ္တိတတ္တဝါတည်မရှိ တမနာပြမနာတို့သည်မရှိဤကဲ့သို့သိမြင်၏ဤအသိမြင်သည်မှားယွင်းသောအသိမြင်ဖြစ်သောကြောင့်မိစ္ဆာဒိဋ္ဌိမိ၏လို့ဟောကြားတော်မူပါれအဲ့ဒီထဲမှာကြည့်လိုက်ပါရှိပုဇော်ခြင်း၏အကျိုးကို မရှိဘူးလို့ယူဆရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားထားပါれရှိပုဇော်တယ်ဆိုတာနတ်ပုဇော်တာနဲ့အတူတူပါပဲเนาะအကယ်၍နတ်ပုဇော်တာသည်တရဏဂုံပြတ်တယ်ဆိုရင် မြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိလို့ဟောမှာမဟုတ်ပါဘူးနော်ဒါကြောင့်ပမ္မန်ဒါနပြုတဲ့အနေနဲ့မိမိစားတဲ့အထက်ကနေဖဲ့ပြီးတင်မြောက်တာမျိုးကဒါနပြုတဲ့သဘောသာဖြစ်တာကြောင့်တရဏဂုံမပြတ်ပါဘူးနော်အဲတိုးတော်လည်းပဲတရိစ္ဆာန်တွေကိုတတ်ဖြတ်ပြီးတော့တင်မြောက်တာမျိုးကိုတော့ဘုရားရှင်ကလုံးဝအလိုမရှိပါဘူးနော်အဲ့ဒါကတော့ကုသိုလ်မဖြစ်တဲ့ပြင်အကုသိုလ်ပဲဖြစ်ပါတယ်မိမိစားတဲ့အထက်ကဒါနပြုတဲ့အနေနဲ့တာမန်တင်မြောက်တာမျိုးကတော့ ပရဏဂုံမပြတ်တဲ့အပြင်ဒါနာကုသိုလ်ပဲဖြစ်ပါတယ်เนาะဒါကြောင့်နတ်ကူပူဇော်တာကတော့ပရဏဂုံမပြတ်ပါဘူးเนาะအဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှစ်ခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလား ရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမျက်ဆုံးမဲ့သူ့ရဲ့မြတ်တာမရှိဘူးတကူကြီးတယ်ဆိုပြီးတော့နတ်ကိုရှိခိုးတယ်တကူကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကို ရှိခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှိခိုးမယ်အဲ့ဒီလိုရွယ်ချက်တင်နဲ့ရှိခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လည်းရှိတယ်ပေါ့အပြစ်လည်းရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှာပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့စောက်တိထားတယ်အသက်ရှိတယ်သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ အဲ့ဒီပြက်မှုကတော့အပြစ်မရှိဘူးတည်သွားလို့ပြက်တာကိုဘာဖြစ်လို့ပြက်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံတန်ခါကုံသိနိုင်တဲ့စိတ်မှရှိမှာဖြစ်ရောတရဏဂမနာဆိုတဲ့စိတ်တော့မရှိတော့မရှိသည့်အတွက်ကြောင့်တည်လို့ရှိရင်တရဏကုံပြက်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏကုံတင်းနေတင်းနေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏကုံကပြက်သွားလို့ပြန်တင်ပေးတယ်ဆိုတဲ့ သို့သောတေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတော့တရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး ူအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရတဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်ငါးပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်ရအောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်ဟောအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသည့်အတွက်ကြောင့်မကောင်းညို့မပေးနိုင်ဘူး ခနမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင်